ကဲချက်သားကို ပြုတ်ကျော်လုံးမယ်ပြုတ်ကျော်လုံးတာကိုလွယ်တယ်စားကောင်းတယ်အဲ့တော့ဗီဒီယိုဆုံးအောင်ကြည့်ပြီးနောက်ပိုင်းကျရင်ဘာနဲ့ရောလဲဆိုတာကိုပြောပြမယ်နော်အဲ့တော့စီယိုပူအောင်တဲလိုက်တယ်စီတဲပြီးလို့ရှိရင်တကြားလေးကိုထည့်လိုက်တယ်တကြားကိုချက်သားရဲ့အယောင်ကိုကျနာရင်နောက်ပြီးတော့ချက်သားကိုချိုးကျနာလည်းပါတယ်ပေါ့နော်တကြားကိုညိုအောင်တဲတာပေါ့နော်ပြောရရင်တကြားကိုတူးအောင်ကြော်တာပေါ့ကွယ်ပြီးလို့ရှင်တကြားလေးအဲ့လိုလေးအကြောင်ထွက်လာပြီဆိုလို့ရှင်တော့ချက်တုံဖြူ ချင်းကိုချိန်ထားတဲ့ဟာကိုထည့်မယ်ပေါ့နော်အဲချိန်ထားတဲ့ဟာကိုထည့်ပြီးလို့ရှိရင်သူကမှွေနေရတာပေါ့ခဏလေးတော့နည်းနည်းအယောင်တန်းလာမှစသားလေးကိုထည့်မယ်နော်ဗီဒီယိုသုံးကြည့်နော်အနောက်မှာဘာဘာထပ်ပြီးတော့ထည့်ထားရဲဆိုအောင်နော်အရန်ကောင်းနဲ့စသားတုတ်ကျော်အချိုလေးပေါ့နော်အဲအချိုတို့တော့ခုတော့ပြောထားမယ်ကွာနော်အဲ့တော့အဲ့တော့စသားဟိုစသုံးဖြူနဲ့ဂျင်းနဲ့အဲ့ဒီတက်ပြီးတော့ရပြီဆိုလို့ရှိရင်စသားလေးထည့်မယ်ကိုကတော့ခါယိုခါယိုထည့်တာပေါ့ဟိုတည်းကပေါင်ရင်းသားတွေပေါ့လာပြီးအသားတွေကိုတော့ကိုက အဲအောနခါချက်ပုတ်တဲ့ကိုစီပြန်လေးစီတက်ထားလိုက်တယ်ပေါ့နော်အဲ့တော့ခါယူပေါ့အဲ့ခါယူပေါင်ရင်းယူပေါ့ကွာအဲ့ပေါင်ရင်းယူတော့ကွာအဲ့ဒါကိုထက်ချက်မယ်အချိုချက်မယ်ပေါ့နော်တကယ်စားကောင်းနေဟင်းနေတိတာကလေးကြီးလည်းကြိုက်မယ်အဲ့တော့ကလေးကြီးလည်းကြိုက်မယ်လူကြီးတွေလည်းကြိုက်တယ်တခါတည်းပေါ့နော်ကိုရီးယားအဆက်ပဲစားနေတဲ့ခါကျတော့အဲ့လိုအချိုလေးစားရတဲ့ခါကျတော့ကောင်းတာပေါ့တိတာအဲ့ကြိုက်အဲ့ဒါထည့်ပြီးရိုက်လို့ရှိတော့မှွေနေပေါ့ကွာတိတာ ချက်သွန်ဖြူနေခြင်းနဲ့ကနည်းနည်းလေးညို့သွားပြီဆိုရှင်အနံ့တွေကထွက်လာပြီမွေးလာပြီတိလားအဲပြီလို့ရှင်တော့ခဏလေးတော့ဖုံးလာမယ်ဒီသူကသူကနည်းနည်းလေးဟိုအရေပြားလေးကန့်အောင်ကျွန်မကိုကအရေကုန်နဲ့ကော်ခွာပလိုက်တယ်လीတိလားကိုကအရေကုန်တသက်ကြော်စားပလိုက်တယ်အဲအရေကုန်တသက်ကြော်စားပလိုက်တဲ့ခါကျတော့အဲ့အသားလေးကိုနက်ကန့်အောင်အယောင်လေးလှောင်အောင်လို့ကိုကစီထဲမှာကြော်ထားပေါ့ကြော်ပြီးတော့မှပဲနောက်တော့မှဟာပေါ့ ့ဟိုစတုန်ကြီးစတုန်လေးကိုကလေးသိခွဲလေးစိတ်ထားတယ်ကွာလေးသိခွဲလေးစိတ်ထားတယ်စိတ်ထားပြီးတော့မှအဲ့ဒါကြီးထည့်ပြီးတော့လုံးပါတိလားအခုကတော့စသားကိုအရင်လုံးတာပေါ့စသားလေးနည်းနည်းလေးဂျိုးကတ်တယ်လို့ဖြစ်လာပြီဆိုလို့ရှိရင်အဲစတုန်အနီလေးလေးသိခွဲထားတယ်ကိုချိုက်တဲ့လောက်ထည့်ပေါ့နော်ကိုကတော့မများကြိုက်တယ်အနစ်ပုံထင်လို့လည်းဖြစ်သွားတယ်ကွာအဲ့တော့စတုန်အနီဒီကိုအလစ်လေးသိခွဲလေးတို့ကိုကထည့်တာပေါ့အာထည့်ပြီးပါခဏပြန်လုံးတာပေါ့နော်စတုန်ကြီးကတော့အဲ့လိုမျိုးအဲ့လိုမျိုးအဲ့လိုမျိုးချိန်ကြိုက်တယ်ကွာတိလား အဲ့လိုမျိုးသူကမွေးလေးပေါ့မွေးလေးလုံလာပြီလို့ရှိရင်တော့ခဏလေးတော့ဖုံးထားရတယ်သိလားအပိတိကြည့်ပြီးတော့အနောက်မှာပါပါလဲဆိုတာသိရမယ်သိလားဘလို့စားကောင်းလဲဆိုတာပြပြမယ်နော်အဲ့ဒါပြီးအဲ့ဒီဟင်းရလေးဘာနဲ့စားကောင်းလဲသိလားငူသီးစားတော့နဲ့စားကောင်းတယ်သိလားငူသီးစားတော့လေးနဲ့ထည့်စားအချိုစားခြင်းပါလေဆိုရင်တော့မှအဆက်ပြီးတော့နှစ်ပေါင်လေးထားရတယ်ပေါ့နော်အဲ့တော့ကျတူနီလေးလုံပြီးွားရဆိုရင်ခဏလေးလုံထားလဲအောင်ငါလုံပြီးွားပြီဆိုတော့မှအဲ့ဒါအိုက်မိုင်သူကရေနဲ့ထည့်မယ်ချက်သားဦး အဲ့ကျက်တုံမှုကျက်တုံအနေထည့်ပြီးတော့ရှင်ကိုကတော့ဟိုပါပေါ့အနောက်ရည်မဟုတ်ဘူးပါလဲငံပြားကြီးပေါ့နော်ငံပြားကြီးအချိုကြီးပေါ့တရုတ်ငံပြားကြီးထည့်လိုက်တယ်စားလိုက်ပါလေထက်မထည့်တော့ဘူးဘာတော့အဲ့တည်းမှာကိုကကြသားထဲမှာစားရင်ကြသားမဟုတ်ရင်နေထားတယ်ဒါပေမဲ့အဲ့အချိုကြသားမဟုတ်ထက်မထည့်တော့ဘူးတခြားနဲ့ထည့်တက်ထားတယ်ဆိုတော့ကိုကငံပြားကြီးပဲထည့်တာပေါ့နော်စားထည့်ကျင်တဲ့ငံကြိုက်နေထည့်ပေါ့ကိုကတော့ငံပြားကြီးထည့်ယူပါလေဆိုတော့မလိုတော့ထင်တာပဲပေါ့ငံကတော့သူကလည်းအတော်ဖြစ်မှာပဲအဲ့ပြီးသွားရည်ဆိုလို့ရှင်တော့ကိုကရေလေးနဲ့ရောပြီးတော့ဖုံးထားလိုက် ပုံနာပြင်မွေတော့မွေနေเนาะဂျိုးကတ်သွားမယ်ကိုဒီမကတ်တဲ့အိုလည်းကတ်တာပဲကြာကြာထားလို့ရှိရင်အဲ့တော့ရေထည့်ပြီးရင်ခဏဖုံးထားလိုက်ခဏကြည့်လိုက်ပေါ့เนาะရေခမ်းအောင်တဲပေါ့ကြာသားလည်းတွေ့တူအကြီးထွက်တယ်ဒီတိုင်းရေရတယ်အဲ့ဒါပြီးသွားရေခမ်းပြီးဆိုလို့ရှိရင်စီပြန်ပြီးဆိုလို့ရှိရင်ဘာလုပ်လဲဆိုတော့ကွန်ငူတီ6လေးထည့်လိုက်တယ်အဲ့ငူတီ6လေးကိုကျွတ်အောင်ထက်ကျော်လိုက်တယ်အဲ့တော့စားကောင်းတယ်